ယူကရိန်းရှိတဲ့စစ်မျက်နှာဒွန်ဘတ်ဒေတာပိုခရိုမျိုးတိုက်ပွဲတွေကပြင်းထန်ပြင်းလာနေကြောင်းသိရပါတယ်။ရုရှားစစ်သည်နေရာခန့်ဟာမျိုးဝယ်လမ်းကြောင်းတစ်ခုကနေစစ်ဝင်ခဲ့ပြီးမျိုးနွင်းတိုက်ပွဲတွေဆင်နွှဲနေတာရပ်ပေါင်းတော်ကြာပြီဖြစ်ပါတယ်။ရုရှားတပ်တွေအဲ့ဒီလမ်းကြောင်းကနေတင့်နေတန်ကြက်ကတက်ခိုက်ရင်းနေတဲ့အလုံးရင်းဝင်ရောက်ဖို့ကြိုးစားပေမဲ့ယူကရိန်းကလည်းအပြင်းထန်ထူးခုခံခဲ့တယ်လို့အနီးကပ်လက်ရကန်တိုက်ပွဲတွေအချင်းချင်းဖြစ်ခဲ့ပြီးအချင်းချင်းတက်လှမ်းပါတယ်။ဒါကြောင့်ရုရှားကွန်မန်ဒိုတပ်သားတွေကို ခြေလျင်ခရီးနီးနဲ့စိတ်ငြိမ်စေတဲ့နီလန်းသုံးပြနေတာပါကနဦးဝင်ရောက်သွားတဲ့ရုရှားစစ်သည်200ခန်းနဲ့ထောက်ဝခန်းကိုယူကရိန်းကတုံ့တင်ခဲ့ပေမဲ့ရုရှားဘက်ကထပ်မံဆဲလွနေလို့အခုဆိုရင်မျိုးစင်ချေပုံးမှာရုရှားဘက်ကအင်အား300လောက်ရောင်းနေပါတယ်အမေရိကန်စစ်ရေးသတင်းဌာနဖွဲ့ဖော်ပြချက်အရပူခရောမျိုးစုံကအဆောင်35ခုကိုကွန်မန်ဒိုတွေကသိမ်းပိုက်ထားကြောင်းသိရပါတယ်ယူကရိန်းဘက်ကလည်းတီမူရာထူးတက်ဖွဲ့တွေဆေလွတ်ပြီးရုရှားကွန်မန်ဒိုတွေကိုလိုက်လံခြေဖုံးနေလို့အနီးကပ်အသက်လုတိုက်ပွဲတွေဖြစ်နေကြောင်းသိရပါတယ်။ ကွန်ခရိုမျိုးကိုရုရှားစစ်သည်တသိန်းကျော်နဲ့ဝင်ရထားတာတစ်နှစ်ကျော်ခဲ့ပြီးအခုချိန်ထိထိုးဖောက်လို့မရသေးဘူးလို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မှာယူကရိန်းသမ္မတဇီလန်စကီကလည်းနာမည်ကျော်အာဇော့ရှီတဲ့ခုကဲစခန်းကိုတွားရောက်ခဲ့တယ်လို့နိုဝင်ဘာ၄ရက်နေ့မှာယူကရိန်းသတင်းတွေကဖော်ပြပါဗျာ။အာဇော့တမဟာတိုက်ပွဲပြင်းထန်နေတဲ့ဒိုဘရိုပီလာဒေတာကယူကရိန်းရဲ့တံမြက်ထိုးစစ်ကိုဦးဆောင်နေပြီး တမမူတောင်းယူထားသူတွေကတူကတော့မာရီပိုးတမနီဆန်ကိုကာကွယ်တိုက်ခိုက်တဲ့နာမည်ကျော်ဗိုလ်မှူးကြီးဒန်နစ်ပရိုကိုပန်ကိုလို့ဆိုပါတယ်အသင်မခံပဲလက်နက်ချဖို့ဇလန်စကီညွှန်ကြားချက်အရဒန်နစ်ပရိုပန်ကိုဟာတမနီဆန်တွေကလည်းတပ်ဖွဲ့ဝင်တွေနဲ့အတူလက်နက်ချဖမ်းခံခဲ့သူဖြစ်ပါတယ်ယူကရိန်းကဖမ်းဆီးထားတဲ့ပူတင်လုံလောက်ထောက်ခံသူခေပြတ်တဲ့နိုင်ငံရေးသမားတို့ကိုဒန်နစ်ပရိုပန်ကိုပါဝင်တပ်မှု၅ဦးနဲ့ဇလန်စကီကအော်တိုဘာ၂၂မှာလဲလှယ်ခဲ့ပါတယ် တရကီရဲ့ဂျာဝင်ဆောင်ရွက်ပေးမှုနဲ့အကျဉ်းသားဘွားကပြန်လွတ်လာတဲ့ဒန်နစ်ပရိုဘန်ကိုကိုသူ့ရဲ့မိခင်တရင်အာဇော့တဖွဲ့ဝင်တွေကသူတို့ခေါင်းဆောင်တမှုဖြစ်ပြန်လည်ခန့်အပ်တောင်းဝင်ပေးဖို့တောင်းဆိုခဲ့တဲ့အတွက်သူကဆက်လက်တောင်းယူခဲ့ပြီးကျူးကျော်ရုရှားတွေကိုတိုက်ခိုက်နေတာပါနာမည်ကြီးယူကရိန်းတမှုဒန်နစ်ပရန်ဘိုကန်ကိုခိပြတ်တဲ့ထေတူနဲ့လဲလဲလုခဲ့တဲ့ပေါ်ရုရှားမှာတော်တော်လေးကိုဝေဖန်မှုတွေရှိခဲ့ပါတယ်ပူတင်ကိုဝိုင်းပြီးတော့အပြင်းထန်ဝေဖန်ကြပါတယ် ပူရင်ဟာရှေတန်းကစစ်တီတွေထက်တထဲတွေကိုသာအာယုဆိုင်သူဆိုပြီးနိုင်ငံရေးသမားတွေကဝေဖန်ပါလေ။ဒါအပြင်ရုရှားလက်တဲဘုံမှုချုပ်ဟောင်းတို့ကလည်းဝေဖန်ခဲ့ပြီးအဲ့ဒီဘုံမှုချုပ်ဟောင်းကထူးခြားခြားပဲတည်ဆုံးသွားပါလေ။စစ်ရေးဆွေးရေးကောင်းတဲ့ဒန်နစ်ဘရန်ဘုတ်ကိုဦးဆောင်တဲ့အဇော့တပ်ကိုလက်ရသောနာဇီလက်တွေလိုရုရှားဆိုရက2014ကလေးကတောင်းလျှောက်ဝါရဖြစ်ခဲ့တယ်လို့အမေရိကန်ဆိုရကလည်းအဇော့တပ်ကိုလက်နက်တပ်ဆင်မှုညှင်းဆန်ခဲ့ပါလေ။2014ဇွန်လကျမှအဇော့တပ်ဟာ ရုရှားဝါလာဖြစ်တယ်လို့မဟုတ်ဘူးဆိုတာကိုဘိုင်ဒန်ဆိုရကလက်ခံခဲ့ပြီးအမေရိကန်လက်နက်တွေအသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။